မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကအခုနှစ်ကုန်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲကိုကာကွယ်ရန်အတွက်နှောက်ယှက်ဖျက်ဆီးသူများကိုထောင်ဒဏ်အနည်းဆုံး3နှစ်ကနေထောင်ဒဏ်တသက်တစ်ကျွန်းနဲ့တေဒဏ်များချမှတ်နိုင်တဲ့ဆိုတဲ့ဥပဒေကိုစစ်ကောင်စီကမနေ့ကပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ခွေးတပ်ကပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကို နောက်ဆက်ဟန်တာဖြန့်စည်းခြင်းကနေကာကွယ်ရေးဥပဒေလို့အမိတက်ထားတဲ့ဥပဒေကိုပြဋ္ဌာန်းလိုက်ပြီးတော့အဲ့ဒီဥပဒေမှာရွေးကောက်ပွဲလုံခြုံရေးကော်မတီများကိုဗဟုအဆင့်ကနေပြည်내နဲ့တိုင်းမြို့နယ်များအထိဖွဲ့စည်းမှဖြစ်ကြောင်းစစ်ကောင်စီကပြဋ္ဌာန်းထားပါတယ်စစ်ကောင်စီကပြဋ္ဌာန်းထားတဲ့ဥပဒေမှာရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစည်းရုံးခြင်းလှုံ့ဆော်ခြင်းစာနာပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပြုလုပ်ပါကအရေးယူမှဖြစ်တယ်လို့ဖော်ပြထားပါတယ်ချင်းချောက်ချင်းဟန်တာခြင်းမရီယိုဩဇာတုံးခြင်း နာကျင်စေခြင်းအပြင်းထန်နာကျင်စေခြင်းလူစုလူဝေးနဲ့ကန့်ကွက်ခြင်းလူသေးဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်ပြီးတော့အ ਨੇ ဆုံးထောင်ဒဏ်၃နှစ်ကနေအများဆုံးထောင်ဒဏ်တက်တက်ကြွန်းနဲ့ဒေဒဏ်အထိပါချမှတ်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ရွေးကောက်ပွဲမှာရွေးကောက်တင်မြောက်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်များရဲ့လူပုတ်ကိုလုံခြုံရေးအတွက်လည်းပြည်ထောင်ဝန်ကြီးဌာနကလိုအပ်ပါကစီစဉ်ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲလုံခြုံရေးအတွက်ပြည်ထောင်ဝန်ကြီးဌာနကလိုအပ်တဲ့အမိန့်ကြော်ညာစာအမိန့်ညွှန်ကြားချက်နဲ့လုံထုံးလုံနည်းများကို ထုတ်ပြန်နိုင်တယ်လို့ပြထန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ရွှေကူမြို့ကနေ AOD မြေကြောင်းအတိုင်းဆန်တက်လာတဲ့စစ်သည်မောင်းအုပ်စုကို KIA ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်သည်မောင်းနှစ်စီးထိမှန်ပြက်စီးသွားပြီးတော့နောက်ပြန်လည်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ29ရက်နေ့မှာရွှေကူမြို့ကနေ AOD မြေကြောင်းအတိုင်းအထက်ပိုင်းဗမော်မြို့ကိုဆန်တက်လာတဲ့စစ်သည်မောင်းအုပ်စုကို KIA ပူးပေါင်းတပ်များကလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ တင်မော်ဒစီထိမှန်မီးလောင်သွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့ကလည်းရွှေကူမြို့ကိုဝင်လာတဲ့စစ်တင်မော်အုပ်စုကိုပြစ်ခတ်တိုက်ခိုက်ရာစစ်တင်မော်ဒစီထိမှန်ခဲ့တယ်လို့သိရပါတယ်။ နှစ်ရက်တာကာလအတွင်းမှာစစ်သည်မောနှစီထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ပြောပါတယ်ဇော်လိုက်လ29ရက်နေ့ကရွှေကူမြို့ကနေထွက်ခွာလာတဲ့စစ်သည်မောအုပ်စုဟာ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရှေ့ဆက်မတိုးနိုင်တော့ဘဲနဲ့နောက်ပြန်လှည့်သွားကရွှေကူမြို့စိတ်ကမ်းမှာပြန်လည်စိုက်ကတ်ထားတယ်လို့သိရပါတယ်ရွှေကူမြို့ကိုဝင်လာတုန်းကလည်းပြစ်ခတ်တာမှာစစ်သည်မောတစီထိမှန်ခဲ့ပါတယ်မနေ့ကရွှေကူကနေပြီးတော့ဗမော်ဘက်ကိုဆက်တက်ဖို့လှုပ်တော့လဲပြစ်ခတ်တာမှာ သင်းမောတစီထတ်ထီတယ်။မနေ့ကရွှေကူကထွက်လာတဲ့စစ်သင်းမောတွေလည်းရွှေကူစိတ်ကန်းကိုပြန်လှည့်သွားပါပြီလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်မြေပြင်မှာလည်းစစ်သင်းမောအုပ်စုကိုလုံခြုံရေးယူပေးရန်စစ်ကြောင်းထုံးနေတဲ့စစ်တပ်စစ်ကြောင်းကိုလည်းတိုက်ခိုက်ခဲ့ရာမနေ့ကဇော်လိုက်လ29ရက်နေ့မှာ KIA ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က18ဦးထပ်မံသေဆုံးသွားတယ်လို့သိရပါဗျ။ဇွန်လိုက်လ26ရက်နေ့နဲ့28ရက်နေ့ကလည်းအဲ့ဒီစစ်ကြောင်းကိုပဲတက်ခိုက်ခဲ့ရာစစ်ခွေးတပ်ဘက်ကအယောက်20ပတ်ဝန်းကျင်သေဆုံးခဲ့တယ်လို့သိရပါဗျ။မြေပြင်မှာစစ်ကြောင်းထိုးတာကလည်းအင်အား900လောက်ရှိပါတယ်။အဲ့ဒီစစ်ကြောင်းကိုလည်းမနေ့ကတိုက်တာမှအထိနာသွားတယ်။ဒီကောင်တွေဘက်က18ကောင်လောက်သေဆုံးသွားပါတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ရဲ့စစ်သင်းပေါ်များဟာအေယော်ရီမြေကြောင်းအတိုင်းဆန်တက်လာတဲ့အတွက်ပြည်သူများကြိုတင်ရှောင်တိမ်ကြရန် ်ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ဗမော်ခရိုင်အတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်တပ်များကသတိပေးချက်များဇက်တိုက်ထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။မန္တလေးစိတ်ကန်းကစိတ်ကောင်းစီရဲ့စစ်တင်းမောများဟာဇွန်လလဇန်းပိုင်းကစတင်ပြီးတော့အုပ်စုနှစ်စုခွဲပြီး AR မြေချောင်းအတိုင်းအထက်ပိုင်းကိုဇက်တိုက်ဆန်တက်လာနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှရဲစခန်းအပါအဝင်နေရာ၃ခုကိုအချမ်းဖတ်စစ်ခွေးတပ်ကဘုံကျဲတိုက်ခတ်ရာလူအစုလိုက်အပြုံလိုက်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ29ရက်နေ့ညနေ4:24မိနစ်မှာ အကြမ်းဖက်စစ်ခွေးတပ်ကလက်ပံလာရဲစခန်းတွေကို Jet Fighter လေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ပြီးတော့အချင်းသားတွေအပါအဝင်တေဆုံးသူအများအပြားရှိခဲ့တယ်လို့သိရပါဗျ။ပေးပို့လာတဲ့ဓာတ်ပုံတွေထဲမှာစစ်ကောင်စီရဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့်လက်ပံလာရဲစခန်းအတွင်းမှာတေဆုံးနေတဲ့အလောင်း၁၀လောင်းထက်မနည်းတွေ့ရပြီးတော့အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဒါအပြင်မနေ့ကညနေ၄:၁၆မိနစ်မှာ စစ်ခွေးတဟာရွှေပန်းတော်ကြီးရွာကိုလည်းဘုံထက်ကျဲခဲ့ပြီးတော့လင်မယားနှစ်ဦးတိတ်ဆုံးခဲ့တယ်လို့ဇေယကွင်းကြီးရွာကိုလည်းဘုံတွေထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ပံလာရဲစခန်းကြတာမှာအထီးကိုက်ကများပါတယ်။အသေးစိတ်တော့မသိရသေးဘူး။ရွှေပန်းတော်ရွာမှာကျဲတာကလင်မယားနှစ်ယောက်သေးတယ်။ဇေယကွင်းဘက်မှာလည်းထပ်ကျဲသေးတယ်။ဇေယကွင်းကတော့အထီးကိုက်မရှိဘူးလို့မြေပြင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။အချမ်းဖတ်စစ်ခွေးတဟာမနေ့ကဇွန်လ29ရက်နေ့တရက်ထဲမှာတင်စင်ကူးမြို့အပါအဝင်တောင်းတက်ထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့ မိုင်းလုံးမြို့ကိုလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးအရသာပြည်သူတွေဆယ်နဲ့ချီပြီးတိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။မနေ့ကညနေပိုင်း9နာရီခွဲမှာမိုင်းလုံးမြို့ကိုစစ်ခွေးတပ်ကလေကြောင်းကနေဘုံကျဲချပြီးဒေသခံတအူးတိတ်ဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ဒါအပြင်မနေ့ကမနက်ပိုင်းမှာလည်းမိုးကုံမြို့အရှိပိုင်းကိုအချက်ဘတ်စစ်ခွေးတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ဒေသခံ၄ဦးတိတ်ဆုံးက9ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA ကတိမ့်ပိုက်ထားတဲ့ကုတ်ခိုင်မြို့ကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွာပြည်သူ၅ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ30ရက်နေ့မနက်3:00ည3:50မိနစ်အချိန်ကုတ်ခိုင်မြို့ပေါ်မှာရှိတဲ့အမှတ်နဲ့ရက်ကွက်မှာရှိတဲ့ရာစုနှစ်ဟိုတယ်ပေါ်ကိုလေရင်နဲ့ဘုံကျဲချသွားတယ်လို့သိရပါဗျ။ အခုလိုဘုံချဲချမှုကြောင့်ဟိုတယ်နဲ့ပတ်ဝန်းကျင်ကနေအိမ်များမှာပောက်ကွဲပြက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးတော့အဖွားအုပ်တဦး၊ကလင်းငယ်တဦးအပါအဝင်ပြည်သူ၅ဦးသေဆုံးကရှေးဦးအပြင်ထံဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်အစောကြီးလေအိမ်နဲ့ဘုံလာကျဲတာရာစုနဲ့ဟိုတယ်ပေါ်ကိုဘုံကျဲတယ်။ဟိုတယ်ရဲ့ဘေးနားကအိမ်မော်ကိုဘုံကျရောက်ပောက်ကွဲပြီးအဖွားအုပ်တဦးနဲ့အသက်၁၀နှစ်အရွယ်ကလင်းငယ်တဦးအပါအဝင် စုစုပေါင်း5ဦးတေဆုံးသွားပါတယ်။ဒဏ်ရာရတာက10ဦးလောက်ရှိတယ်။ဒဏ်ရာပြင်းထန်တယ်။တေဆုံးထိခိုက်သွားတဲ့သူတွေကစစ်ဆောင်ပြည်သူတွေနဲ့ဒေသခံတွေပါ။တကယ်ကနေလေကလေးက112လေးရင်ကဝဲနေတာလို့ရဲဘော်ဂျိုကာကရှင်းပြထားပါဗျ။ ကိုခိုင်မျိုးကိုစစ်ကောင်စီကအခုနှစ်အတွင်းမှာပထမဆုံးအကြိမ်ပြန်လည်လေရင်နဲ့ဘုံကျဲချခြင်းဖြစ်ပြီးပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်းမှာနောက်ဆုံးအကြိမ်အဖြစ်နဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့သေးတယ်လို့ပြောပါတယ်။၂024ခုနှစ်နိုဝင်ဘာလ18ရက်နေ့ညတကောင်အချိန်ဖြစ်တဲ့ည7:48နာရီ48မိနစ်အချိန်မှာကိုခိုင်မျိုးအမှတ်3ရပ်ကွက်နဲ့အမှတ်4ရပ်ကွက်အဆက်မုံဝန်းခမ်းမကြီးနဲ့ KK တဲကိုကန်းလမ်းကြားတရုတ်နှစ်ချင်း ခရိယံဖျားเจ้าဘေးမှာရှိတဲ့လူနေအိမ်ပေါ်ကိုစစ်လေရင်များနဲ့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။၎င်းဘုံကျဲချမှုကြောင့်နေအများပြားပြက်စီးသွားပြီးတော့နှစ်လသားအရွယ်ကလေးငယ်နဲ့မိခင်တအူတက်ချင်းရွယ်အိုတအူစုစုပေါင်းပြည်သူ၃ဦးပွဲချင်းပြီးတိတ်ဆုံပြီးထိခိုက်ဒဏ်ရာရရှိသူ၁၀ဦးရှိခဲ့တယ်လို့သိရပါတယ်။ အလားတူပဲမနေ့ကညနေပိုင်းကရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းလုံမြို့ကိုစစ်တပ်ကလေရင်နဲ့ပုံကျဲချခဲ့ရာအမျိုးသားတအုပ်ထိမှန်တေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။မနေ့ကညနေ9:38မိနစ်မှာစစ်ကောင်စီတပ်ဟာမိုင်းလုံမြို့ခန်းဒီရက်ွက်ကိုလေရင်နဲ့ပေါင်250ဘုံကျဲချခဲ့ရာ၎င်းဘုံပေါက်ကွဲမှုကြောင့်အမျိုးသားတအုပ်တေဆုံးခဲ့ပြီးတော့နေအိမ်ခုနှစ်လုံးဘုံစားထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။မနေ့ကမနက်ပိုင်းအချိန်မှာ မိုးကုံမြို့အရှိပိုင်းမင်းတရာရက်ကွာရွှေဘုံသာရက်ကွာနဲ့ BOC ကားကြီးခွင်အနီးတို့မှာစစ်ခွေးတပ်ကလေကြောင်းနဲ့ဘုံများထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသား၂ဦးနဲ့အမျိုးသမီး၁ဦးစုစုပေါင်း၃ဦးတေဆုံးခဲ့ရပြီးတော့၁၈ဦးထိခိုက်ဒဏ်ရာရှိကနေအိမ်၁၄လုံးနဲ့ဘုံစာထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။အကြဖတ်စစ်ခွေးတပ်ကအခုဇွန်လလအတွင်းမှာကြောက်မဲမိုင်းငော့နောင်ချိုတီဘောနဲ့မိုးကုံမြို့နယ်များမှာလေကြောင်းနဲ့စုစုပေါင်း 28ချိန်ဘုံများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့်ကလင်းငယ်နှောင်းနဲ့အမျိုးသား73ဦးစုစုပေါင်း55ဦးတိမ်ဆုံးခဲ့ပြီး48ဦးဒဏ်ရာရရှိကနေအိမ်86လုံးစာတင်ကျောင်း2ကျောင်းနဲ့ဖုန်ကြီးကျောင်း2ကျောင်းလည်းထိမှန်ပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကင်းပြည်နယ်မြောက်ရီမြို့မှာဒုတိယအကြိမ်ရေးကြီးပြီးတော့တောင်ရင်းမြေကြီးကစိုးရင်ရေးအမှတ်ထက်ဆက်နပ်ပေခန့်ကိုကျော်လွန်ရောက်ရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစပြီးတော့တောင်ရင်းမြေကြီးဟာမြောက်ရီမြို့နယ်မှာတဟုန်တိုးတက်လာခဲ့ရာဒီကနေ့မှာတော့မြောက်ရီမြို့ပေါ်နေရအများစုရေကြီးနေပြီဖြစ်တယ်လို့သိရပါဗျ။အနေမိုင်းရက်ကွက်များမှာလည်းရေများဝင်ရောက်လာတဲ့အတွက်မနေ့ကညပိုင်းကစပြီးတော့ပြောင်းရွှေ့မှုများပြန်လည်လှုပ်ဆောင်နေရတယ်လို့သိရပါဗျ။ဒီမနေ့တော့မြောက်ရီမြို့ပေါ်နေရတော်တော်များများရေမြုပ်သွားပါပြီ။အမတ်တစ်ချစ်ကြည်ရေးတရားနဲ့မြို့လေကောင်အထီးကိုရေတွေကကြီးနေတယ်။အနေမိုင်းတွေကတော့အကုန်မြုပ်သွားပြီ။လူတွေကတော့ဒုတိယအကြိမ်ထပ်ပြောင်းနေရတယ်လို့မြောက်ရီမြို့ကဒေသခံတအူးကပြောပြထားပါဗျ။ မြောက်ရီမြို့မှာရေကြီးမှုပထမကြိမ်အဖြစ်အခုဇွန်လ23ရက်နေ့နဲ့24ရက်နေ့မှာဖြစ်ပွားခဲ့ပြီးတော့တောင်ရင်းမြေဟာစိုးရိမ်ရေးအမှတ်ထက်ကိုးပေခွဲခန့်ကိုကျော်လွန်ခဲ့တယ်လို့သိရပါဗျ။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်9:00နာရီခွဲအချိန်ထုတ်ပြန်ချက်အရမြောက်ရီမြို့မှာတောင်ရင်းမြေကြီးဟာအဲ့ဒီမြို့ရဲ့စိုးရိမ်ရေးအမှတ်အထက်ကို ဆန်နပေကကျော်လွန်နေပြီးတော့နောက်တရအတွဲမှာတပေခွဲခန့်ထပ်မံရောက်ရှိနိုင်တယ်လို့သိရပါဗျ။ဒီတစ်ခါရေကြီးတာကရေစီးအယမ်းတန်နေရေဝင်လာရင်လည်းချက်ချင်းရေကြသွားရင်လည်းချက်ချင်းကြီးအရင်နှစ်တွေနဲ့မတူဘူးလို့မြောက်ရီမျိုးကကယ်ဆယ်ပရဟိတအဖွဲ့ဝင်တဦးကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ